တင်ဆက်ပေးမယ့်သတင်းကတော့စစ်ရေးနဲ့နေပြည်တော်ရာကြောင့်အီရန်အားညှိနှိုင်းဆွေးနွေးဖို့အတွက်အမေရိကန်ကမ်းလှမ်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အီရန်နျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့စီးရဲနဲ့ဖြစ်ရှင်ရအနေထားကိုမရောက်ဖို့အတွက်နှိမ့်နိုင်ဆွေးနွေးဖို့အတွက်အမေရိကန်ဘက်ကကမ်းလှမ်းတာဖြစ်တယ်လို့အမေရိကန်နိုင်ငံရဲ့အရှိလေပိုင်ဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူစတီဝီကော့ကပြောကြားခဲ့တယ်လို့သိရပါဗျ။အမေရိကန်ဆိုရအီရန်ကောက်ဆောင်အရာဒိုလာခမိန်နီကိုအီရန်နျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရဖို့အတွက်နှိမ့်နိုင်ဆွေးနွေးဖို့အတွက်ကမ်းလှမ်းထားပါဗျ။ ဒါအပြင်ဆူဟဲ့တူမြောင်နဲ့အာရေဗျပင်လယ်တွေကကောင်တင်တင်မော်တွေနဲ့စစ်တင်မော်တွေကိုတိုက်ခိုက်မှုတွေလုပ်နေတဲ့ယီမန်နိုင်ငံထဲမှာလှုပ်ရှားနေတဲ့ဟူတီတပုံတွေနဲ့ပတ်သက်ပြီးအီရန်နဲ့သဘောတူညီမှုရဖို့အတွက်အမေရိကန်ဆူရဘက်ကဆွေးနွေးပင်ဆင်နေရလို့လည်းသိရပါဗျ။ဟူတီတပုံတွေကိုအီရန်ကကျွန်တော်နောက်ခံပေးထားလို့တမန်ကြတယ်လို့အီရန်နဲ့လည်းသဘောတူညီရခဲ့မယ်ဆိုရင်ဆူဟဲ့တူမြောင်နဲ့အာရေဗျပင်လယ်တွေကိုဖိနှံတော်လာနေတဲ့တင်မော်တွေလုံခြုံသွားမယ်လို့လည်းအမေရိကန်ဘက်ကတမန်ထားပြီးဖြစ်ပါတယ်။ အီရန်ဘက်ကတောက်ပြမတော်စော်တရားမလုပ်သေးပေမဲ့အမေရိကန်ဘက်ကသစ္စာဆွေးနွေးဖို့အတွက်ကလန်နာကိုလက်ခံမှုများလို့သိရပါဗျ။ဒီသတင်းကိုတော့ငြင်းကြောင်းဝါပေးဖို့လားပါ။